ဒီလိုတွေးကြည့်ပါလားလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ကောင်းဟာလာကျော်က profit အုံမြင်ခဲ့တဲ့ထူးဆန်းတဲ့တာရဲတဲ့ရဲ့ယူပါယုံကကဘာအိမ်ပါရရဲ့အတက်အကြွကိုချိုပြီးပြောထားတဲ့ဆိုရင်ကောဒီနေ့မှာတော့တိုင်ရလာချမ်းအခန်းကြီးခုနှစ်မှာပါတဲ့အတီလျှို့ဖွဲ့ချက်ကိုအတူတူဖြေရှားကြည့်ကြရပါမယ်။ကဲဒီတော့ပင်လယ်ထဲကနေတက်လာတဲ့ဒါရဲကြီးလီးကောင်။ဒါကဘာကိုဆိုလို့နိုင်မလဲ။ Prophet ဒါရဲလီမြင်ခဲ့တဲ့ဒီရူပါယုံကတကဲကိုပဟေလီတစ်ခုလိုပါပဲ။ ဒါပေမဲ့စိတ်ဝင်စားစရာကတော့ကျွန်တော်တို့လေ့လာနေတဲ့အရေးမြကျမ်းကဒီအမတ်တညာတွေအတိအပယ်ကိုတစ်ခုချင်းဖွင့်ပြထားတယ်ဆိုတာပါပဲဆိုတော့ bear prefer future မဆိုအတိအပယ်ဖွင့်ဖို့တော့ချက်ကသူ့ထဲမှာသုံးဖားတဲ့အမတ်တညာတွေကိုအရင်ဆုံးနားလည်ဖို့ပဲလေကဲဒီ report ရောင်းတာအဓိကကြတဲ့အချက်တွေကိုအရင်ဆုံးတစ်ချက်ကြည့်လိုက်ကြအောင်ဒီဖြားရည်ယူပါယုံကဘယ်လိုစတယ်လဲဆိုတော့လေးလေးခုကပင်လေကြီးကိုလှုပ်ရှားစေတာနဲ့စတင်ပါတယ်ဒီအတိအပယ်ဖွင့်ဆိုကြရ ပင်လဲဆိုတာကတခြားမဟုတ်ပါဘူးလူမျိုးတွေနိုင်ငံတွေနဲ့ပြည့်နေတယ်ကျွန်တော်တို့ရဲ့ကဘာယူကိုစားပြုတာပါပဲအဲ့ဒီလူသားပင်နယ်ထဲကနေမှတာယာရီပေါ်ထွက်လာတာပေါ့ဒီမှာအရေးကြီးဆုံးချက်ကဘာလဲဆိုတော့ဒီ profit future ရဲ့ဘာသာစကားမှာတိုင်းရကောင်ဆိုတာဟာဘရင်နိုင်ငံတစ်ခုဒါမှမဟုတ်ကြီးမားတဲ့နိုင်ငံရေးအာဏာတစ်ခုကိုကိုစားပြုတယ်ဆိုတာပါပဲဟုတ်ပြီအခုပထမသားရဲ့၃កောင်ကိုကြည့်အောင်အရင်မြတ်ကျန်းကရှင်းပြထားတာကတော့ဒီသားရဲ့၃កောင်ဟာ တမိုင်းမှာတကယ်ရှိခဲ့တဲ့တခုပြီးတခုဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ကမ္ဘာအင်ပါယာကြီး၃ခုနဲ့တိုက်ရဆက်ဆက်နေတယ်ဆိုတာပါပဲပထမဆုံးသားရဲကတော့လင်းယုံတောင်းမှန်ပါတယ်ချင်းသင်းနေတူတယ်ဒီကျမ်းထဲမှာတော့ဒါကိုဘေဘီလုံအင်ပါယာအဖြစ်သတ်မှတ်ဖော်ပြထားတယ်သူနောက်မှာတော့ဝဝချကောင်ထက်ပေါ်လာတယ်ဒါကတော့ဘေဘီလုံကိုအောင်နိုင်ခဲ့တဲ့မီဒီယာပါရှာပူးပေါင်းအင်ပါယာကိုကိုစားပြုတယ်လို့ဆိုပါတယ်တတိယသားရဲကတော့ပိုပြီးထူးခြားတယ်ခေါင်းလီလုံးပါတယ်လီမြန်နဲ့ကြားစစ်တကောင်ပေါ့ ဒါကိုတော့အားလုံးသိကြတဲ့အတိုင်းအလက်ဇန်ဒါဘုရင်ကြီးကွယ်လွန်ပြီးနောက်မှာသူ့ရဲ့ဘိုးယုတ်ကြီးလေးယောက်ကြာခွဲဝေခဲ့ရတဲ့ Greek Empire ဖြစ်အဓိပ္ပာယ်ဖန်ဆိုထားရတယ်။ကဲဒီဇာတ်ကိုကြည့်လိုက်ရင်တကယ်စိတ်ဝင်စားမှုကောင်းတာပါလဲဆိုတော့ရှင်းလင်းတဲ့သမိုင်းဆိုင်ရာအဆင့်ဆင့်တိုးတက်မှုကိုဇာတ်အပ်ကြထားတာပဲ။ပြီးတော့ဒါကဒီလူပယုံရဲ့အရေးကြီးဆုံးအပိုင်းစီကိုဥတည်နေတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ကဲအခုကျွန်တော်တို့စတုတ္တအတရဲ့အကြောင်းကိုဆက်လေ့လာကြအောင်။ဒန်နီယယ်ကဒီကောင်ကိုအရင်ကောင်တွေနဲ့မတူပဲကြောက်မဖွယ်ကောင်းပြီးအလွန်ခွန်အားကြီးတဲ့လူကို ဖော်ပြထားတာပါဒီသားရဲမှာတန်သွားတွေပါတဲ့အရင်အပါရတွေကိုချစ်ချစ်ဖြည့်ဆည်းခဲ့တယ်ယောမအင်ပါယာအဖြစ်အရင်အမိကျန်းကသတ်မှတ်ထားပါတယ်ဒါပေမဲ့ဒီမှာထူးခြားတာတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲယောမနေငယ်ပေါ်ထွက်လာတဲ့နိုင်ငံတွေကိုကိုစားပြုတဲ့ဥချိုဆယ်ချောင်းကြားကနေပေါက်လာတဲ့ဥချိုငယ်ဆိုတာဘာလို့ဆိုလိုတာလဲဒီဥချိုငယ်ရဲ့တဘာဝကိုဒီအချက်တွေကထူးထူးခြားခြားဖော်ပြနေတာပေါ့အရင်အမိကျန်းကတော့ဒါကိုဘာသာရေးနဲ့နိုင်ငံရေးပေါင်းဆက်ထားတဲ့အာဏာတစ်ခုလို့ဆိုပါတယ် ပိုပြီးတိတိကျကျပြောရရင်ဟီရူလီဖန်ဒယ်နဲ့အော်စထရိုဂေါ့ဆိုတဲ့ဘရင်နိုင်ငံသုံးခုကိုနှိမ့်နှိမ့်ပြီးနောက်မှာထင်ရှားကြော်ကြလာခဲ့တဲ့ပူယန်မင်းကြီးရဲ့အာဏာကိုရည်ညွှန်းတာပါပဲဒီ profit ဖြူချက်မှာနောက်ထပ်စိတ်ဝင်စားစရာချက်တစ်ခုကဒီဥချုံငယ်ဟာအချိန်ကာလရနေပညာကိုပြောင်းလဲဖို့ကြံစီလိမ့်မယ်လို့ဆိုထားတာပါအရင်မိကျန်ကဒီစကားရတဲ့အလွန်တိကျတဲ့အသေးပဲဖွင့်ဆိုချက်တခုကိုတင်ပြထားတယ်။ဒီကျမ်းပိုက်ကတော်တော်ရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒီအာနာက ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကိုဘယ်လိုမျိုးတည်ရောက်မှု ရှိစေခဲ့ရလဲဆိုတာကိုအတိအကျဖော်ပြနေလို့ပါပဲဒီအဲ့ဒီပဲဖွင့်ဆိုချက်အရာဆိုရင်ဒီ prophet ဖြူချက်ကဘယ်ချိန်မှ ပြည့်စုံခဲ့တယ်လဲဝတ်ပြုကိုကိုွယ်တဲ့နေ့ကိုမူလ9ရက်မြောက်နေ့ဥပုနေ့ကနေ့အဖက်အဖထမနေ့ဖြစ်တဲ့တနင်္ဂနွေကိုပြောင်းရွှေ့လိုက်တဲ့အခါပြီးတော့ရုပ်တို့ကိုကိုွယ်မှုကိုစန့်ကျင်တဲ့ဒုတိယပညာကိုဘာသာရေးသင်ကြားချက်တွေကနေဖယ်ရှားလိုက်တဲ့အခါမှာပြည့်စုံခဲ့တယ်လို့ဆိုပါတယ်ကဲ ဒီလောကီအာဏာတွေအင်ပါယာတွေတခုပြီးတခုပေါ်ထုံးပြီးအုပ်စိုးသွားပြီးတဲ့နောက်မှာတော့ဒီ prophet ထချက်ကဘလို့အဆုံးသက်သွားမလဲအရင်မြင့်ချင်းရင်ရှင်းပြချက်အရာတော့ဒီယူပယုံကနောက်ဆုံးမှာဥချိုငယ်လေအုပ်စိုးမှုကိုဖယ်ရှားပြီးလုံးဝဖျက်ဆီးဖြစ်မဲ့နောက်ဆုံးတရားစီရင်ခြင်းနဲ့အထွတ်အထိပ်ကိုရောက်သွားတယ်လို့ဆိုပါတယ်ဆိုတော့အဓိကချက်ကဘာလဲဆိုရင်တမိုင်းတစ်လျှောက်က empire ရဲ့အားလုံးဟာနောက်ဆုံးမှာဘယ်တော့မှမပျက်စီးမဲ့ထာရတ်တည်မြဲမဲ့နိုင်ငံတော်တစ်ခုအတွက်လမ်းဖယ်ပေးရမှာဖြစ်တယ်ဆိုတာပါပဲ ဒီတော့ဒီရှေးဟောင်း Prophet Future ကအတိတ်က Empire တွေအကြောင်းကိုပဲပြောနေတာလားကျွန်တော်တို့ရဲ့အရင်အမြင့်ကျမ်းကတော့ဒါဟာအတိတ်ကအကြောင်းတသက်မဟုတ်ပဲကမ္ဘာသမိုင်းရဲ့အဆုံးစွန်သောရလဒ်ကိုပါညွှန်ပြနေတယ်လို့ဆိုပါတယ်ဒါကသမိုင်းကိုကျွန်တော်တို့ရှုမြင်တဲ့ပုံစံကိုပြောင်းလဲစေနိုင်တဲ့အမြင်တစ်ခုပါပဲ